အရိတခိုင်မာရရှိထားတဲ့ဟိဝေယံနဲ့ဇိုပြေသဇင်တို့ရဲ့ဗရာဟိတလှူရှာမှု အားလုံးပဲမင်္ဂလာပါ MCLitos News Channel ကနေကြိုဆိုပါတယ်ဟိဝေယံနဲ့ဇိုပြေသဇင်တို့ကမြန်မာမီဒီယာလောကမှာလူသိများတဲ့စုံတွဲတွဲဖြစ်ပြီးလူမှုကွန်ရက်ပေါ်မှာသူတို့ရဲ့ကိုယ်ရေးကိုယ်တားနဲ့လူမှုရေးလှူရှာမှုအတွက်ကြော်ကြားသူဖြစ်ပါတယ်ဟိဝေယံနဲ့ဇိုပြေသဇင်ရဲ့ဗရာဟိတလှူရှာမှု အခြေခံလူဒန်းစာပညာရေးထောက်ပံ့မှု တို့ကဆင်းရဲနှွဲပါတဲ့ကလေးတွေအတွက်ပညာသင်ဆုထောက်ပံ့ခြင်းကျောင်းသုံးဆောင်နဲ့ပညာရေးပစ္စည်းလိုတန်းခြင်းတွေပြုလုပ်လျက်ရှိပါတယ်။တဘာဝဘေးအန္တရာယ်ကူညီရေးမြန်မာနိုင်ငံမှာမုံတိုင်းရေကြီးမှုနဲ့မိဘခဲ့သောတဘာဝမိဘအန္တရာယ်တွေဖြစ်ပွားပါကပစ္စည်းနဲ့ငွေကြေးထောက်ပံ့နေပေးလျက်ရှိပါတယ်။ကျမ်းမာရေးဆောင်ရှားမှုအထူးသဖြင့် COVID-19 ကာလအတွင်းစေယုံနေတဲ့အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွေကိုထောက်ပံ့ခဲ့ပါတယ်။ လုံမော်တိုင်ဝိုင်းဖွံ့ဖြိုးကျွေးလက်ဒေသတွေမှာတောက်သုံးရေတန့်စင်ရေးစီမံကိန်းနဲ့လျှက်စစ်မီယာရှိလှုပ်ရှားမှုတွေကိုပံ့ပိုးကူညီခဲ့ပါတယ်။အမျိုးသမီးနဲ့ကလေးအခွင့်အရေးအမျိုးသမီးများအတွက်လောက်ကိုင်းအခွင့်အလမ်းတွေဖန်တီးပေးခြင်းကလေးသင်ငယ်တွေနဲ့ပညာရေးနဲ့ဘဝတိုးတက်ရေးအတွက်ကြိုးပမ်းခဲ့ပါတယ်။ဟင်းဝဲနဲ့ဆိုပြတဲ့ဇင်တွေကလူမှုအကျိုးပြုလုပ်ငန်းတွေကိုသူတို့ရဲ့လူသိရှင်ကြားအာနာနဲ့လူကြည်ညိုမှုကိုအသုံးချပြီးလှုပ်ဆောင်နေကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့လှုံ့ဆော်မှုတွေကိုလူမှုကွန်ရက်တွေမှာမကြံခဏမျှဝေလင်းရှိပြီးပရောဟိတလုပ်ငန်းတွေအတွက်လုံဆောင်မှုတွေပေးလေရှိပါတယ်။ဤဆောင်တဲ့လူမှုအကျိုးပြုလုပ်ငန်းတွေကမြန်မာလူမှုအတိုင်းဝိုင်းအတွက်အထောက်အကူဖြစ်စေပြီးလူငယ်များအတွက်စံနမူနာကောင်းတစ်ခုလည်းဖြစ်စေပါတယ်။ဟေးဝင်တဲ့ဆိုပြေသင်းတို့ကမြမအမှုပညာလောကမှာထင်ရှားတော့လဲတချို့အချက်လက်တွေကိုလူအများသိမသိကြသေးတဲ့အမှုပညာရှင်တွေဖြစ်ပါတယ်။အောက်ပါတော့မှသူတို့ရဲ့စိတ်ဝင်စားပွဲအချက်လက်တွေကိုဖော်ပြပေးထားပါတယ်။ 1989ခုနှစ်မေလ10ရက်နေ့မှာရန်ကုန်မြို့မှာအဖအဝင်ကိုအမိဒေါ်စန်းစဝင်းတို့မှမွေးဖွားခဲ့ပြီးအမည်ရင်းမှာမောင်တူရကိုဖြစ်ပါတယ်။ကိုပိုင်ကော်မတီနဲ့ရုပ်ရှင်ရိုက်ခွင့်စီစဉ်နေစဉ်တခြားကော်မတီတကူကဗီဒီယိုရိုက်လာငါသဖြင့်ဗီဒီယိုဇက်ကိုင်းနဲ့စတင်ခဲ့ပါတယ်။သူရဲ့အမှုပညာလမ်းကြောင်းကရိုးရှင်းရှင်းမဟုတ်ဘဲစီးပွားရေးနဲ့အမှုပညာကိုတွဲဖက်ခဲ့တဲ့မဟာပြွာရှိသူဖြစ်ပါတယ်။1992ခုနှစ်စတင်မလ20ရက်နေ့မှာတောင်ကုန်းမြို့မှာမွေးဖွားခဲ့ပြီးရန်ကုန်ရှိပိုင်တက္ကသိုလ်မှာမြန်မာစာဘာသာနဲ့ဖွဲ့ရရှိခဲ့ပါတယ်။ ညီမများဖြစ်တဲ့စုမြတ်သူစာစုမြတ်နန္ဒာနဲ့စက်နေမြွလင်တို့ကဲ့သို့ပင်အနုပညာလောကထဲမှာနာမည်ကျူးသူဖြစ်ပါတယ်။အနုပညာလောကသို့ဝင်ရောက်ခြင်းရသက်73နှစ်ရွယ်2005ခုနှစ်ကတည်းကအနုပညာလောကကိုစတင်ဝင်ရောက်ပြီးတော့2009ခုနှစ်မှာမုံညအိမ်မက်မျိုးရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးမျိုးသမီးဇာတ်ပုံဆိုရရှိခဲ့ပါတယ်။ဂီတနဲ့ရုပ်ရှင်တစ်ခုလုံးမှာထူးချွန်ခြင်းသရုပ်ဆောင်သာမကအစတော်ဖြစ်လက်အောင်မြင်သူဖြစ်က2012ခုနှစ်မှာချစ်သူရဲမဲ့တေးစီတွေကိုထွက်ရှိခဲ့ပါတယ်။ မိဘတွေရဲ့မွေးနေ့မှာ surprise လက်ဆောင်တွေပေးခြင်းကျမရေခေါ်အထူးကုစိုက်ခြင်းတို့ဖြင့်တမိကောင်တော်ဟုတ်ဖြစ်လူသိများတယ်ပရိသတ်တွေရဲ့ TikTok video တွေကိုသဘောကျကြောင်းလူမှုကွန်ရက်ပေါ်မှာမကြကနာဖော်ပြလေးရှိပါတယ်ဟေးဝင်းကဗီဒီယိုဇာတ်ကားတွေမှာတစင်ရုပ်ရှင်တော်ကဝင်ရောက်ခဲ့တော့လေသူရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားအကြောင်းကိုတိကျဖော်ပြမှတာပါဆိုပြတဲ့စဉ်ငယ်စဉ်ကတည်းကဂီတာဆန်ဒီယာတိကတ်ချင်းပြိုင်ပွဲတွေမှာစုရရရှိခဲ့သူဖြစ်ပါတယ် အီဂျက်လက်တွေကသူတို့ရဲ့အမှုပညာခီးလန်တစ်ယောက်ကိုပုံမှန်နဲ့ဆိုင်စွာနားလည်နိုင်စရန်ကူညီပေးပါလိမ့်မယ်။ဟဲဝင်နဲ့ဆိုပြတဲ့စဉ်မိင်္ဂလာဆောင်မဲ့ဂျက်လက်တွေကိုရှာဖွေတွေ့ရှိရတဲ့ချက်တွေမှာအောက်ပါတိုင်းပဲဖြစ်ပါရင်ဟဲဝင်ရဲ့ပါကင်ဝင်ကတော့ဖြစ်သူဟဲဝင်နဲ့ဆိုပြတဲ့စဉ်တို့မိင်္ဂလာဆောင်မဲ့ကြောင့်အတိပြုပြောကြားခဲ့တယ်။ဤတွင်ကလူမှုကွန်ရက်ပေါ်မှာအပြုသဘောနဲ့အပြတ်သဘောတုံ့ပြန်မှုတွေရှိခဲ့တယ်။တချို့ကသဘောတူကြပြီးတချို့ကဆိုပြတဲ့စဉ်ရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူကြအောင်ဖော်ပြကြတယ်။ အဝိယဘာကပြတဲ့အဝင်းကိုကပရိသတ်တရားထမင်းယူစားချက်တွေနဲ့ပတ်သက်ပြီးအရေးမှုပြောကြခဲ့လို့သိရပါတယ်။လောလောဆယ်မှာမင်္ဂလာဆောင်မဲ့အတိအကျသောရက်စွဲနဲ့ချိန်ကြားကိုတော့အတိပြုထားခြင်းမရှိပါဘူး။ထို့သောအနည်းဆက်ဆုံးသတင်းတွေရမကြခင်ကျင်းပမယ်လို့မျှော်လင့်ရတယ်။ဆိုဖြစ်တဲ့ဇယံဆိုမြတ်သူစားရဲ့ညီမရင်းဖြစ်တယ်လို့လည်းဆိုရင်ပရိသတ်ချုပ်ကဤဆောင်တွဲကိုအားပေးကြပြီးမြမြန်လေးယူပါလို့တိုက်တွန်းကြတယ်။အဆောင်တွေကြည့်ရှုနားဆင်ဖေးတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်။ ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။